မြန်မာကုံဆောင်လှမယ်ဖြစ်ပေါ်မစ်ယူနီဗာဘကောဆုကိုရရှိကနောက်တစ်ဆင့်တက်သွားရင်စိုင်းမင်းသမီးလေးခင်ရနာဆိုမြန်မာနိုင်ငံကိုစားပြုမစ်ယူနီဗာ2025ဖြစ်နေမြန်မာကုံကိုဆောင်ဖို့ရှိနေတာကစိုင်းမင်းသမီးလေးခင်ရနာဆိုပါခင်နာဆိုဆိုတာကတော့မြန်မာနိုင်ငံအလဲပိုင်းကမျိုးတွေအတွင်းမှာအလိုပွဲဖျားပွဲတွေမှာမပါမဖြစ်ငှားရရရင်စိုင်းမင်းသမီးလေးပဲဖြစ်ပါတယ်ခင်နာဆိုအောင်စိုင်းမင်းသမီးဖြစ်နေမြန်မာယူရအောင်စိုင်းဝန်းတွေကိုတီးခတ်နိုင်အောင်ဒါမကသချင်းဆိုလည်းအရန်ကောက်ပါတယ် ခင်ရနာဆိုအောင်မြမအိုက်တော့ရင် The Voice မြန်မာစာရင်တချင်းစုပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်မှုကရုပ်ရှင်ဇာဝင်တွေနဲ့တခြားသောတချင်းများစွာကိုလည်းတည်ဆောက်နိုင်သူပါခင်ရနာဆိုအောင်မြမတန်စင်တချင်းကြီးတွေကနေတစင်ခစ်ပေါ်တေးတချင်းများစွာကိုလည်းတည်ဆောက်နိုင်သူဖြစ်ပါရင်ဒါပြင်အငိတ်လည်းကနိုင်သူပါဒီလိုဆွမ်းဆောင်ရအမှုပညာရှင်တို့ဖြစ်တဲ့ခင်ရနာဆိုအောင်ခုအခါမှာတော့အလမင်လောကကိုခြေစပ်လာခဲ့ပြီဖြစ်ပါတယ်ခင်နာဆိုအောင်ဆောင်းဝိုင်းမှာလည်းလှမယ်တရားရှိတင်ရှိထိုင်တဲ့အရေးချင်းတွေနဲ့ပြည့်စုံအောင်လေ့ကျင့်လုပ်နေကြတာဖြစ်ပါရင် ထို့ပြင်တော့ကောက်ဝတ်ပိုင်းရေးဆိုင်ပြင်ဆင်ခဲ့တာပါဒီနောက်ပိုင်းမှာတော့ခင်နာဆိုဟာအလမေပြိုင်ပွဲအတွက်လိုအပ်ကြကိုထပ်မံပြင်ဆင်ရင်းနဲ့မစ်ယူနီဘတ်ဘကိုးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်အခုအခါမှာတော့ခင်နာဆိုတယောက်မစ်ယူနီဘတ်ဘကိုးတရဖူးစုကိုရရှိသွားခဲ့တာပါဒါကြောင့်လည်းခုဆိုရင်ခင်နာဆိုဟာမစ်ယူနီဘတ်မြန်မာ2025ပြိုင်ပွဲ main stage ကိုတက်ရောက်ခွင့်ရသွားတာပါတချို့သောပရိသတ်တွေကတော့ခင်နာဆိုအနေနဲ့အလမေရုပ်ရည်ခန္ဓာကိုချိုးဆောင်မရှိတာကြောင့်မြမကုံဆောင်လှမယ်မဖြစ်နိုင်ဘူးပြုတ်မှာပါလို့ပြောခဲ့တဲ့သူတွေလည်းရှိပေမယ့် ခေနာဆိုတယောက်စွမ်းဆောင်နိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်